ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးကုံမြို့အနောက်ပိုင်းကစစ်တပ်စခန်းကုန်းတစ်ခုကိုတော်လန်ရေးတပ်ပေါင်းစုသိမ်းပိုက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်အုပ်စုတပ်ကထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်အနောက်ပိုင်းကဘောလုံးကြီးရွာနဲ့ဘောလုံးလေးရွာဘက်စစ်အုပ်စုစခန်းတစ်ခုကိုဒီဇင်ဘာလ3ရက်နေ့မှာမိုးကုံတော်လန်ရေးတပ်ပေါင်းစုတွေကသိမ်းမှတ်ထားနိုင်ပြီလို့စစ်ရေးသတင်းရှင်မြစ်ကပြောပါတယ်။ နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာထောင်ထဲခြေတဲ့စိုးစိုးတက်တွေဟောင်းမကောမျိုးတဲ့ဝင်ရောက်လာပြီးနောက်နိုဝင်ဘာလ3ဆိုင်ရက်ကစပြီးဒီဇင်ဘာလ4ရက်နေ့အထိတော်လန်ရဲတပ်ဖွဲ့တွေနဲ့စိုးစိုးချာတိုက်ပွဲတွေမြို့အစံဘက်မှာဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်မကောမြို့နောက်ပိုင်းဘက်ကဘောလုံးကြီးဘောလုံးလေးဘက်ကစကန်ကုန်းတစ်ခုကိုတပ်ပေါင်းစုကတိမ်ပိုင်ထားနိုင်ပါပြီစကန်ဒိန်းနာတော့ရဲဘော်300တန်ရရပါတယ်မစိုးရင်ရပါဘူးလို့မကောမြို့စည်ရဲတရင်ရှင်မြက်ကပြောပါတယ် တိုက်ပွဲတွင်ပြစ်ခတ်ခဲ့သည့် လက်နက်ကြီးတလုံးဖော်လုံးလေးရွာဘက်ကိုကြားရောက်ပောက်ခွဲခဲ့တာကြောင့်ဒေသခံအမျိုးသမီးတအူးနှင့်အမျိုးသားတအူးတို့ထိမှန်တရားရခဲ့ပြီးပြည်ဦးလင်စေုံကိုပို့ဆောင်ထားတယ်လို့သူကဆိုပါတယ်။လက်ရှိမှာမန္တလေးမုံကုတ်လမ်းမပေါ်မှာရှိသည့်ကြောက်ဖားချင်းရွာကနေတိစိတ်ကုံရွာအထိတိုက်ပွဲတွေဆက်တမ်းဖြစ်ပွားနေပြီးတိစိတ်ကုံရွာမှာစိုးစုတက္ကထိုင်ချကတက်ဆွဲထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ဆော့ဆူတက်ကမော်ကော့ဖြူဟာတပ်ဖွဲ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလက်အောက်ခံကာကွယ်ရေးတပ်တွေပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL စားတဲ့တော်လရင်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။မော်ကော့မျိုးကိုဆော့ဆူတက်ကပြန်လည်ထိန်းချုပ်ထားတာကြောင့်ပြည်သူအများစုဟာတိုက်ပွဲတွေကင်းလို့ရဒေသတွေကိုထွက်ပြေးသင့်ဆောင်နေကြတာကြောင့်မျိုးပေါ်မှာလူသွားလူလာမရှိပဲတိတ်ဆိတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဆော့ဆူတွေဟာမိုးကုံမြို့တဲကိုဝင်ရောက်ပြီးနောက်စေးယုံကျောင်းကြီးပုံမင်းချန်တို့မှာ တင်ကား20သက်ဆွဲထားတဲ့လုံဟောင်းဝင်းစာလက်နဲ့ခြေတွေတက်ဆင်းနေပြီးဒေါ်နန်းချီတောင်ရဲစခန်းနဲ့မြို့ဦးလင်တို့မှလည်းအင်အားအလုံးရင်းနဲ့တက်ဆွဲထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်တရုတ်နိုင်ငံရဲ့အကြက်ကန်ဖိအားပေးမှုကြောင့်ပြီးခဲ့သည့်အောက်တိုဘာလ29ရက်နေ့ကဆောဆူနဲ့တီယန်လန်လီတပ်တို့ဟာကုမင်းမြို့နယ်မှာပြည်ရဲ့သဘောတူညီချက်နဲ့မိုးကုံနဲ့မိုးမိတ်နယ်တို့ကိုလက်လွတ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးမိုးမိတ်ရစတက်ကဂျာမာကားတွေနဲ့ကင်းလက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မုံမိတ်မြို့အတွင်ဝင်ရောက်လာတဲ့စစ်တပ်ကဂျာမာတွေတပ်ဆင်ထားတဲ့ကားတွေနဲ့မြို့ကိုကင်းလည်နေတယ်လို့မြို့ကန်အချို့ကပြောပါတယ်စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းကစပြီးမုံမိတ်မြို့ကိုကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်မြို့ပေါ်ကဌာနဆိုင်ရာအဆောင်အုံတွေအပြင်ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတက်ဆွဲထားတယ်လို့မုံမိတ်မြို့ကတအူးကပြောပါတယ်။မုံမိတ်မြို့ဘောင်လုံးကွင်းထဲမှာအများဆုံးတက်ဆွဲထားပြီးမြို့ထဲကိုမကြံခဏကင်းလည်နေတယ်လို့ဆိုပါတယ်။အာစီတိုက်တချို့ကိုသူတို့ဝင်နေတဲ့တလားလောက်တက်ဆွဲထားမယ်လို့ပြောတယ်။ လက်မခံချင်နာကိုတနက်တကားကနဲ့ချင်းချောက်တယ်လင်အင်ရှင်တွေကဖယ်ပေးရတယ်လို့မိုးကမျိုးကန်တူကပြောပါတယ်စစ်ကားတွေမှာဒုံးရံကာကွယ်ရေးဂျာမာတွေတပ်ထားတယ်လို့ပိုက်တွေလည်းတက်ဆင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်သူတို့ကမျိုးတဲကိုกินလဲနေပြီးဂျမားတွေအရန်တုံနေဒုံးကိုတော်တော်ကြောက်ပုံရတဲ့တနက်တွေလည်းမောင်းတင်ထားတာလို့မုံမင်းမျိုးကန်တအူးကပြောပါတယ်စစ်ကောင်စီဝါဒဖြန့်ချင်ရင်လူမှုကွန်ရက်စာမျက်နှာတွေမှာတော့မုံမင်းမျိုးကဌာနဆိုင်ရာယုံအစီမှာစုဝေးပြီးရိုက်ထားတဲ့တပ်ပုံတွေကိုဖော်ပြထားပါတယ် မုံမိတ်မျိုးဟာတောင်းတက်မတော်တင်းရန်လလေးဦးဆောင်ပြီးပူပေါင်းတက်တွေကတက်ဆက်နဲ့ဆက်ခွန်ဆက်စင်ရင်မှတင်းယူထားတဲ့မျိုးဖြစ်ပါတယ်တဲယူထားတဲ့မျိုးတွေအနက်မိုးကုံနဲ့မုံမိမျိုးကိုစက်ကောင်စီထံပြန်အပ်ဖို့တရုတ်နိုင်ငံကုမင်းမျိုးမှာစက်ကောင်စီနဲ့ဆွေးနွေးတဘောတူညီခဲ့ပါတယ်။မိုးကုံနဲ့မုံမိနယ်ကနေတအောင်တက်တွေပြန်လဲဆုတ်ခွာမယ်လို့တီအန်လန်လေးကအော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တရန်လန်လင်းနဲ့စက်ကောင်စီအပေးယူအနေနဲ့တအောင်းဒေသကိုစက်ကောင်စီကလေရင်ပုံကျခြင်းထိုးစစ်ဆင်တိုက်ခတ်ခြင်းမလုပ်ဖိနှစ်ဖက်ရောက်ရှိသည့်နေရာမှာတက်တွေရတန်ပြီးအပြစ်ခတ်ရစေးလက်မှတ်ရထိုးခဲ့တာပါထင်းကျုပ်ဒေသကဒေသခံတွေတော်လိုင်းရက်တွေနဲ့မတိုင်မီမိန်စစ်ကောင်စီနဲ့အပြစ်ရခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်တွေပြန်ဝင်လာတဲ့မိုးကုံမြို့နယ်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်28မိုင်ခန့်ဝေးတဲ့မိုးကုံနယ်မိုးမေးမြို့သားမှာတော့ပြစ်ခတ်မှုတချို့ရှိနေပေမယ့်မိုးမေးမြို့မှာတော့အခြေအနေငြိမ်သက်နေပါတယ် ုံမင်းမျိုးပေါ်မှာရက်ွက်ဆဲခုရှိပြီးဒေသခံသုံးဖို့နှစ်ပုံဟာမျိုးကိုဆုံခွာထွက်ပြေးနေကြရပါတယ်။စစ်တပ်ကအခုထိတော့ရုပ်ပြက်ဆင်ပြက်မဆက်ဆံနေဘူး။ရှိနေတဲ့ဒေသခံတွေကိုလည်းဖာတိဖာတာနေတာလို့မုံမင်းမျိုးကတအူးကပြောပါတယ်။မုံမေမျိုးဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မဘေးမျိုးနယ်နဲ့လည်းဆက်ဆက်နေပါတယ်။ မုံမင်းမြို့နယ်အနီးမှာ KIA တိုင်ရင်34စီနေပြီးလက်ရှိအချိန်အထိစီရဲပြင်ဆင်ထားမှုမရှိပေမယ့်အကယ်၍တော်လရင်အင်အားစုတွေကစက်ကောင်တီတပ်တွေကိုတိုင်မဲ့ဆိုရင်အကူအညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ဆိုင်တာဝန်ခံပုံမှုကြီးနော်ဘူးကပြောထားပါတယ်ရှင်။ဆက်လက်ပြီးမုံမိတ်ကိုဆေးအစိုးထင်ချုပ်ပြီး6ရက်ကြာသည့်အထိပြည်သူတွေပြန်လည်နေထိုင်ခြင်းမရှိဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စံပြင်းနယ်မြောက်ပိုင်းမုံမင်းမြို့နယ်ကိုဆေးအစိုးတက်ထင်ချုပ်ပြီးနောက်ဒေသခံတွေကို မျိုးရင်းပြောင်းလဲနေထိုင်ကြဖို့ပြည်အပခေါ်ယူတာတွေရှိနေပေမယ့်ဒီဇင်ဘာလ9ရက်နေ့အထိပြောင်းလဲဝင်ရောက်နေထိုင်တာမျိုးမရှိဘူးလို့မြို့ကန်တွေကအတည်ပြုပြောဆိုပါတယ်ပြခဲ့တဲ့နိုဝင်ဘာလ30ရက်ကအင်အား900ခန့်ပါတဲ့စိုးစုစစ်ကြောင်းဟာမိုးကုတ်ကနေတစင်းမိုးမင်းမျိုးကိုဝင်ရောက်လာကြတာဖြစ်ပြီးဒေသခံတွေကနေအိမ်တွေမှာပြန်လည်နေထိုင်ဖို့ဖိအားပေးခေါ်ယူနေကြတာလည်းဖြစ်ပါတယ်စိုးစုတပ်ဟာမိုးကုတ်ကိုဝင်ရောက်ပြီးနောက်မြို့အလယ်မှာရှိတဲ့ဘောလုံးကွင်းမှာဟောင်းဝင်းစာလက်နက်ကြီးတွေနဲ့တဆင်ထားပြီး စင်ရဲအတွက်ပြင်ဆင်ထားတာတွေ့ရတာကြောင့်ဒေသခံတွေအနေနဲ့ပြန်လည်ဝင်ရောက်မနေထိုင်ရဘူးလို့မြို့ကန်တအူးကပြောပါတယ်။မြို့ရင်းထဲမှာတော့အသွာလာမပြတ်တွေ့ရှိရပေမယ့်အိမ်တိုင်းမှာပြန်လည်ဝင်ရောက်နေထိုင်ကြတာကိုတွေ့ရတဲ့အနေအထားမရှိသေးပါဘူးလို့မြို့ကန်တအူးကပြောပါတယ်။လက်ရှိမှာတော့မုံမိတ်မြို့ပေါ်ကိုဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီးအင်အားများနဲ့ခြိတဲ့စိုးစိုးတပ်သားတွေကိုမုံမိတ်မြို့ပေါ်ကဌာနဆိုင်ရာရုံးတွေနဲ့နေအိမ်တချို့မှာတက်ဆွဲနေထိုင်ကြတယ်လို့သူကဆိုပါတယ်။ ဒါအပြင်ဒီဇင်ဘာလ9ရက်ဒီကနေ့မနက်ပိုင်းတော့မြို့အဝင်ခရီးပင်နန်းလန်ဟော်နန်စီတဲ့လက်ကုပ်ပင်တောင်ကိုင်းဒိုးပင်စားတဲ့နေရာတွေမှာစည်းစံအချို့ပြန့်ဖွဲ့နေကြပြီးလူသားလူလာတွေပြန်စီလာတယ်လို့ပြောပါတယ်၂၀၁၄တကောင်စင်ရင်အရာမိုမေမျိုးမှာမျိုးဝရက်ွက်ဆက်ရက်ွက်နဲ့လူဦးရေ63330ခန်းနေထိုင်ပြီးစေအုပ်စုတွေမျိုးကိုမဝင်ရောက်လာခင်ကတည်းကဒေသခံအများစုဟာနေရာဆုံးကထွက်ပြေးနေကြပြီးလူအနေငယ်တာမျိုးမှာကျန်နေကြတာလို့ဆိုပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလမှာမိုးမေမျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးလအကြာစွန်လမှာအပိတက်တိုက်ခိုက်တိမ်းမိုက်ခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးရန်ကုန်စလင်းနဲ့ဝန်းနေမြို့နယ်တွေမှာလူငယ်90နီးပါးစစ်မှုထမ်းခိုင်းရန်ပေါ်နာဆွဲဖမ်းဆီးခံရဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်နှင်းရွက်ကွယ်မှာနေထိုင်သည့်အသက်53နှစ်အရွယ်ကလေးဖခင်တအူကုန်စစ်တပ်ကပေါ်နာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ ဒီဇင်ဘာလ3ရက်နေ့ည09:30မိနစ်အချိန်မယံကုန်မြို့နယ်နှင်းရက်ကွက်မှနေထိုင်သည့်တာသမီနှစ်ဦးဤဖခင်ဖြစ်သူအသက်43နှစ်အရွယ်အမျိုးသားသည်ညစာစာရန်အပြင်သို့ထွက်ခွာစဉ်ပြောင်းဆောင်ခဲ့ကြောင်းမိသားစုကလည်းလူပြောက်ကျညာခဲ့ပြီးနောက်ဒီဇင်ဘာလ4ရက်နေ့မှာစစ်တပ်ကပေါ်သားဆွဲဖမ်းဆီးသွားခဲ့ကြောင်း၎င်း၏အသက်အရွယ်မှာစစ်မှုထမ်းရမည်အသက်အရွယ်အပိုင်းခြားဖြစ်သည့်အသက်၁၈နှစ်မှ၃၅နှစ်အတွင်မဟုတ်တော့ပေမယ့်စစ်တပ်ကပေါ်သားဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ အဖမ်းခံရတဲ့သူကစူဆောင်ရေးတက်ကိုရောက်သွားတယ်သူကကျမ်းမာရေးတိမ်မကမှုသူ့တက်ကအရာစီကိုသူကအသက်40ကျော်နေပြီဘာလို့စစ်မှုထမ်းခိုင်းတာလဲမေးတော့မင်းကိုဖမ်းပြီးရောင်းစားသွားတာဆိုပြီးပြောတယ်လို့သိရတယ်ဟုရေးဖြစ်စဉ်ကိုသိရှိသည့်ဒေသပြည်သူတဦးကပြောဆိုပါတယ်အလားတူမခွေတန်းဆလင်းမြို့နယ်မှာလင်းလူငယ်29ဦးကိုအကြမ်းမတ်စစ်တပ်ကပေါ်သားဆွဲဖမ်းဆီးပြီးတအူးလန်ရင်ငွေကျဲ340ဖြင့်ပြန်ရွေးခိုင်းကငွေကြေးပေးနိုင်ခြင်းမရှိသူများကိုစစ်တပ်နန်းကြောင်တို့ပို့ဆောင်လိုက်ကြောင်း ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။ပေါ်နာဆွဲဖန်စီခံရသည့်လူငယ်29ဦးထဲမှလူငယ်2ဦးသာမိသားစုကငွေကြမ်း340ဖြင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီး79ဦးမှရမဲတင်မျိုးအခြေခံလေ့ကျင့်ရေးသင်တန်းကြောင်းရလန္တာအမတ်တိရဲစစ်သင်တန်းကြောင်းသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။လူငယ်29ဦးကိုစစ်ခွေးတွေကပေါ်သားဆွဲဖမ်းသွားတယ်စစ်ခွေးပေါ်သားဆွဲဖမ်းစီတဲ့လူငယ်29ဦးတွေက နှစ်ဦးကိုတအူးလန်ရင်340ဖြင့်မိသားစုက ပြန်ရွေးခဲ့ရပြီးနှစ်ဦးတည်းကိုပြန်ရွေးလိုချင်တဲ့ကျန်တဲ့လူငယ်28ဦးကတော့ရမဲတင်းမြို့အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းဇာလတာအမတ်တင်ရဲစစ်သင်တန်းကျောင်းတို့ပို့ဆောင်ခဲ့တယ်လို့သိရတယ်ဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။အလားတူမန္တလေးတန်ဝန်ရွှေမြို့နယ်ကျေးရွာလေးရွာကိုဝင်ရောက်စနေပြီးလူငယ်25ဦးကိုအကြမ်းမဲ့စစ်တပ်ကပေါ်တန်ဆွဲဖမ်းဆီးခဲ့ကြောင်း Y01 နဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ဂျမနီဒီဇမ်မာလ၄ရက်နေ့မော်လဲစနနိုင်ခန့်အချိန်မိထီလာမတက်လာသည့်အကြမ်းမဲ့စကား၃စီးကဝမ်နွေမြို့နယ်ကျေးရွာလေးရောင်ကိုဝင်ရောက်စီးနှင်ပြီးလူငယ်၁၅ဦးကိုအကြမ်းမဲ့စတပ်ကပေါ်သားဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသည့်လူငယ်များမှာတဖမ်းကျေးရွာမှ9ဦး၊စားတော့ကျေးရွာမှ3ဦး၊ရွှေဖလားကံကျေးရွာမှ3ဦး၊တဲစုကကျေးရွာမှ၄ဦးတို့ဖြစ်ကြောင်းသိရပါသည်။အော်ဒိုဝါလာကိုရန်နေကလည်းဝမ်ရွေမြို့နယ်ရှိကျင်းရွာမှာလူငယ်တအူဖိုကုန်းရွာမှာလူငယ်တအူနဲ့ အိုင်သာရွာနန်းနန်းရွာတို့မှလူငယ်၃ဦးကိုစစ်တပ်ကပေါ်သားဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။အကြမ်းမဲ့စစ်တပ်ကယခုဒီဇင်ဘာလလယ်မှာစစ်မှုထမ်းအပတ်စဉ်၂၀ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်ရှင်။